နေမှာတော့မွေမြူတဲ့ရနာကိုရှာဖွေဖို့စိုင်ကြီးစီကိုရောက်ရှိလာခဲ့တဲ့ဂျာမနီနဲ့ရှီဗန်ညာတို့နှစ်အောင်သူတို့ရဲ့ရည်ရွယ်ချက်တွေကပြည့်ဝသွားမှာလားဒါမှမဟုတ်ဂျာမနီရဲ့ဘွားမှန်ကိုရှီဗန်ညာကပဲသိရှိသွားမလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ်မွေပြုံမယ်ရဲ့ကလက်စာအပိုင်း၄၀ကိုရီကပ်ပြုလုပ်ပေးတော့မှာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ Recover Channel ကိုကြည့်ရှုအားပေးကြတဲ့ပြည်သားအားလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတီးတန့်တစ်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recover Channel နဲ့နိုင်ငံတကာစကားအဆုံကိုတစ်ဆက်ပေးသွားမယ် Recover ID Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်ဖို့ Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇလံလေးကိုတစ်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ်။ ဆိုင်ကြီးထဲမှာတော့ဘယင်ကြီးစကရန်စင်ကမွေမြူတီရန်နာကိုစောက်ရှောက်ပေးနေတယ်ခေါင်းကားလုံးမွေကြီးရှီရှနာကိုပူဇော်မှုတွေပြုလုပ်နေခဲ့ချိန်မှာပဲအဆိုပါနေရာကိုယာမနီကလည်းလာနေခဲ့ပါတဖက်မှာလည်းရှီဗန်ညာကဆိုင်ကြီးကိုရောက်ရှိလာခဲ့တယ်လို့သူနီးသူဟန်နဲ့မွေမြူတီရန်နာရှိနိုင်မဲ့နေရာကိုရှာဖွေနေခဲ့ပါဂျာမနီကတော့မွေမြူတီရနာရှိရမယ့်နေရာကိုရှောက်လန်းလာခဲ့ရင်ကလမ်းမှာဘယင်ကြီးစကရန်စင်ရဲ့လူယုံတော်ဖိုးကိုတွှိရှိလာရတာကြောင့်နှုတ်ပိတ် တက်ဖြတ်ပစ်ခဲ့ပါတယ် လူယုံတော်ကြီးရဲ့နာကျင်စွာနဲ့အိုဟစ်လိုက်တဲ့အတန်ကိုဘယင်ကြီးစကရန်စင်ကကြားသိသွားခဲ့ပြီးမွေမြူတေယန္နာထရှိယာခန်းထဲကနေထွက်လာခဲ့ပါတယ်။ရှီဗန်ညာကတော့မွေမြူတေယန္နာထရှိယာခန်းကိုရှာဖွေရင်းတစ်ချိန်ကဘယင်ကြီးစကရန်စင်ကနေရာမှာအကွမ်းနေတဲ့ဆင်းရကြီးကိုပကြီကားချက်နဲ့ဖုံးအုပ်ထားခဲ့တဲ့နေရာကိုရောက်ရှိလို့လာခဲ့ပြီးရှီဗန်ညာကအဆိုပါပကြီကားကိုသတိပြုမိသွားခဲ့ကဖယ်ရှားကြည့်လိုက်တဲ့အခါမှာတော့နေရာကအကွဲချောင်းကြီးတစ်ခုကိုတွေ့ရှိသွားခဲ့ပါတယ်။ဒါကြောင့်မဲရှီဗန်ညာလည်း ဒီနေရာရဲ့တစ်ဖက်ကနေဝင်းမြူတွေရန်နာသိမ်းဆီးထားရနေရာကိုရောက်ရှိနိုင်လိမ့်မယ်လို့ထင်မြင်သွားခဲ့ကကြီးမားတဲ့မွေးကြီးတစ်ကောင်ဖြစ်အသွင်ပြောင်းလဲလိုက်ရင်နေရန်ကိုတကူစားဝင်ရောက်နိုင်ဖို့ခေါင်းထဲတိုက်ကလမ်းဖောက်နေခဲ့ပိုင်အဲဒီနောက်ရှီဗန်ညာလည်းမွေးတကူစားဝင်နိုင်တဲ့အပေါက်တစ်ပေါက်ဖြစ်သွားခဲ့တဲ့အခါအဆူပါပေါက်ကနေပဲနေရန်ရဲ့ချားတစ်ဖက်ကိုဝင်ရောက်သွားခဲ့ပါတော့တယ် ဘရင်ကြီးစကရန်စင်ကတော့လူယုံတော်ကြီးလဲကျနေတဲ့နေရာကိုသူ့ရဲ့လက်ဆွဲတော်ဓာတ်ကိုကင်ပြီးရောက်ရှိလာခဲ့တဲ့အခါယာမနီကတော့အကွက်တနေရာမှာပုံအောင်နေခဲ့ပါဘရင်ကြီးကလူယုံတော်ကြီးကိုစမ်းသပ်ကြည့်လိုက်တော့အသက်မသေးသေးတာကိုသိရှိလာရတာကြောင့်တယောက်ယောက်ကလှုပ်ချန်သွားတာဖြစ်ရမယ်မွေမြူတေရန်နာကိုများလက်ခိုးတာလားလို့ထင်မြင်သွားခဲ့ကရန်နာသိသိထားရာကိုတွားရအောင်ချစ်ရှုခဲ့ပါ ဂျာမနီလည်းဘရင်ကြီးထွက်သွားပြီးတဲ့နောက်ပုံအောင်နေတဲ့နေရာကနေထွက်လာခဲ့ပြီးနောက်ရောက်ကန်လိုက်လံကြည့်ရှုခဲ့တဲ့အခါမှာတော့မွေမြူတေရနာထရှိယာနေရာကိုသိရှိသွားခဲ့ပါတယ်။ဒါပေမဲ့ဘရင်ကြီးကဝင်ပေါက်တကားတွေကိုပိတ်ပစ်ခဲ့တာကြောင့်ဆိုင်ကြီးရဲ့လျှို့ဝှက်ပေါက်မှန်သမျှကိုသိရှိနေခဲ့တဲ့ဂျာမနီကအခြားတနေရာကနေဝင်ရောက်နိုင်ဖို့အတွက်ထွက်သွားခဲ့ပါတော့တယ်။ရှီဗန်ညာကလည်း ငွေမြူတေရနာရှိနိုင်မဲ့နေရာကိုလိုက်လံရှာပွေရင်းလမ်းစာပြောင်းနေခဲ့တာကြောင့်အရှင်ကိုတိုင်နေကလမ်းကြောင်းမှန်ကိုပြသပေးနိုင်မှုဆူတောင်းနေခဲ့ပိုင်းဂျာမနီကတော့ငွေမြူတေရနာထရှိယာခန်းကိုဝင်ရောက်နိုင်ဖို့အတွက်လမ်းကြောင်းရှာပွေခဲ့ရင်တနည်းအားရောက်မှာတော့ကြောက်တုံးတွေနဲ့ပိတ်ဆို့ထားတာကြောင့်ဆက်သွားလို့မရပဲဖြစ်နေခဲ့ရပြီးအဆိုပါကြောက်တုံးတွေကိုဖယ်ရှားနေခဲ့ချိန်မှာပဲရှီဗန်ညာကလည်းအဆိုပါကြောက်တုံးတွေရဲ့အခြားတစ်ဖက်မှာရောက်ရှိနေခဲ့တာကြောင့်ဒါက၅ရောက်မြောက်ဒုသက်မှာပဲဖြစ်ရမယ် သူကလည်းမွေမြူတေရန်နာကိုလာရှာတာဖြစ်မယ်လို့တွတ်ဆပြီးအစိုးရလူထက်ဥပီးရန်နာကိုယူဆောင်ရမယ်လို့ကြုံဝါနေခဲ့ပါဒီလိုနဲ့ပဲယာမနီကမွေမြူတေရန်နာစောင့်ရှောက်နေခဲ့တဲ့ခေါင်းကားလုံးမွေကြီးရှီယာအခန်းထဲကိုရောက်ရှိလာခဲ့ပြီးမွေမြူတေရန်နာကိုယူဆောင်ခဲ့ပေမဲ့ယူလို့မရဖြစ်နေခဲ့ပိုင်းအစိုးရအချိန်မှာပဲမွေကြီးရဲ့နောက်ကနေဘယင်ကြီးဆာကရန်စင်ကထွက်ပေါ်လို့လာခဲ့ပြီးယာမနီကိုတားဆီးခဲ့ပါတော့တယ် တတိုက်ဆန်ဆိုင်ဆိုသလိုပဲရှီဗန်ညာကလည်းသူတို့နဲ့မလန်မကန်းကိုရောက်ရှိလို့လာခဲ့ကဘယင်ကြီးနဲ့ဂျာမနီတို့ပြောဆိုနေတာတွေကိုတိတ်တိတ်လေးနားထောင်နေခဲ့ပါဘယင်ကြီးကဒီယနာကအရှင်ရဲ့မွေးနေ့ဖြစ်တာမို့ဂျာမနီကယူကွင့်မပေးနိုင်ကြောင်းပြောဆိုခဲ့တဲ့အခါဂျာမနီက သူမပါလာခဲ့တဲ့တနက်ကိုဆွဲထုတ်ကဒီရနာကိုရဖို့အတွက်မိဖုရားကြီးကိုလည်းတက်ခဲ့သလိုဘရင်ကြီးကိုလည်းဖမ်းဆီးအကျဉ်းချခဲ့ကြောင်းသားငယ်ဖြစ်တဲ့မင်းသားလေးကိုတော့ retest ဆိုတဲ့နာမည်နဲ့သူမတို့အသားပြေအနားမှာထားခဲ့ကြောင်းဒါကိုရဖို့မွေးမောင်နှံကိုလည်းတက်ဖြတ်ခဲ့ရကြောင်းစာတာတွေကိုပြန်လည်ပြောပြလိုက်တဲ့အခါမှာတော့မလန်မကန်းမှာနားထောင်နေခဲ့တဲ့ရှီဗန်ညာကအဖြစ်မှန်ကိုသိရှိသွားခဲ့ပြီးသူမတစ်ချိန်လုံးယုံကြည်နေခဲ့တဲ့ယာမနီကဒါရီအားလုံးရဲ့နောက်ကွယ်က၅ရောက်မြောက်လူသက်သမားဖြစ်နေမှန်းသိရှိသွားခဲ့ပါတော့တယ် ဂျာမနီလည်းနောက်ဆုံးတော့ဗြိတိန်နဲ့ဘရင်ကြီးကိုအချက်ကင်ချင်းချောက်ပြီးရန်နာကိုယူဆောင်ခိုင်းခဲ့ကဘရင်ကြီးရဲ့လက်ထက်ကနေမွေမြူတေရန်နာကိုယူဆောင်ပြီးတာနဲ့တစ်ချိန်တည်းမှာပဲဘရင်ကြီးကိုတနက်နေ့ပြစ်ကထွက်သွားခဲ့ပါတော့တယ်။အဲဒီနောက်ရှီဗန်ညာကထွက်လာခဲ့ပြီးဘရင်ကြီးရဲ့အသက်ကိုကယ်တင်ပေးနိုင်မှုအတွက်သူမရဲ့အစွမ်းတွေကိုအုံချကဂျီဆန်ကိုထုတ်လိုက်ပြီးဒဏ်ရာရရှိထားခဲ့တဲ့ဘရင်ကြီးကိုဝတ်ပြုကြောင်းကိုခေါ်ဆောင်သွားခဲ့ပါတော့တယ်။မွေမြူတေရန်နာကိုယူဆောင်သွားခဲ့တဲ့ယာမနီတို့ရဲ့နောက်ကိုတော့ အခြားသောမွေးများစွာကယန္နာကိုပြန်လည်ရယူနိုင်မှုလိုက်လံတိုက်ခိုက်ခဲ့တာကြောင့်ယာမနီလည်းခြေဥတည်ရာပြေးလွှားနေခဲ့ရပါဝိပုကြောင်ကိုရှိပညာရဲ့ခေါ်ဆောင်မှုနဲ့ရောက်ရှိလာခဲ့တဲ့ဘီရင်ကြီးဆာဂရန်ဆင်ကိုကာတာခါကစေကုသပေးပြီးတဲ့နောက်မှာတော့ဒါရီအားလုံးရဲ့နောက်ွယ်ကတရားခံကဂျာမနီပဲဖြစ်ကြောင်းရှိပညာကအားလုံးကိုပြောပြခဲ့တဲ့အချိန်မှာကာတာခါနဲ့စီရှာတို့လည်းအံ့အားသင့်သွားခဲ့ပါတယ် ဒါကြောင့်စီရှာလဲတချိန်ကယာမနီကသူမကိုရီတနဲ့လက်ထပ်ဖို့သဘောတူကြောင်းဖြားယောင်းပြောဆိုခဲ့ဘူးတာကိုပြန်တွေးမိခဲ့ပါတယ်။အဆိုပါအချိန်မှာပဲဘယင်ကြီးစာဂရန်စင်ကသတိရလာခဲ့ပြီးသူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့ရှီဗန်ညာနဲ့ကတ္တာကာကိုကျေးဇူးတွေတင်နေခဲ့ပါတယ်။ပြီးနောက်ရှီဗန်ညာကိုကြည်ကမင်းကအမိတူသမီးပဲမင်းအမိကလည်းတခြားလူတွေကိုကာကွယ်ပေးလို့ရှိတယ်လို့ပြောပြခဲ့ပါတယ်။ရှီဗန်ညာက သူ့ရဲ့အမိနဲ့တီတာလာလို့မိမြင်ခဲ့တဲ့အခါ ဘယင်ကြီးကသူကပန်ချာရဲ့ဘယင်ကြီးဖြစ်ပြီးငါမိသားစုနဲ့မွေးမျိုးနွယ်တွေကတီချွန်းခဲ့တာနှစ်ပေါင်းတော်ကြာပြီတော်ဝင်နန်းတော်ရဲ့အဆောင်ရှောက်တွေနဲ့အသွင်ပြောင်းမှုတွေကမွေမျိုးတေရန်နာကိုအတူတူဆောက်ရှောက်လာခဲ့ကြတာဒါပေမဲ့ကန်ဆိုးချင်တော့ငါ့မိမကလောဘတက်ပြီးမင်းရဲ့မိဘတွေကိုတတ်ခဲ့တယ်ငါမိမကိုလည်းတတ်ခဲ့တယ်အမျိုးတင်တဲ့အတူငါရဲ့အင်ရှစ်ဆန်သားတော်လေးဖြစ်တဲ့မင်းရဲ့ခင်မုန်းတဲ့ကိုပါသူကယူဆောင်သွားခဲ့တယ်မင်းကငါချွေးမဆူရာနဲ့မင်းတို့တယောက်နဲ့တယောက်ရန်ကိုချစ်ကြတာလေတီးပါတယ် မင်းကအမြူတေစာမင်းခင်မိုးရဲ့ဖေကိုကဲတင်ပေးခဲ့တယ်။ဒါပေမဲ့မင်းတို့ရဲ့မင်္ဂလာပွဲကချိန်စာတစ်ခုလိုအဆုံးသတ်သွားလိမ့်မယ်။အသွင်ပြောင်းမွေနဲ့လူသားတစ်ယောက်ရဲ့လက်ထပ်ပွဲကအပြစ်ပဲရလိမ့်မယ်လို့ပြောပြခဲ့ပါတယ်။ရှီဗန်ညာကလည်းရီတစ်ကသူမကိုအသွင်ပြောင်းမွေမှအဖြစ်မသိရှိသေးကြောင်းပြောဆိုခဲ့တယ်လို့ရီတစ်ကိုလက်ထပ်ခဲ့တာကလည်းပထမကမိဘတွေကိုတတ်သွားခဲ့တဲ့သူတွေကိုဂလစားချီချင်လို့ဖြစ်ကြောင်းဒါပေမဲ့မဆိုင်တဲ့သူတွေကိုတော့ဒုက္ခမပေးခဲ့ကြောင်း ရီတစ်ကိုတော့ချစ်မိသွားခဲ့ကြအောင်ပြောဆိုခဲ့ပေးမယ်။ဘီရင်ကြီးကမင်းတို့ရဲ့ချစ်ကတည်ခြင်းမှာပဲအဆုံးသတ်လိမ့်မယ်။သေမင်းကအသက်ကိုနှုတ်ယူလိုက်မယ်လို့ပြောဆိုလိုက်တာကြောင့်ရှီဗန်ညာကဒါရီကိုသူမသိရှိကြအောင်ရီတရဲ့နားမှာရှိနေတဲ့ဆိုတာကလည်းပိုင်ဆိုင်ရဖို့မဟုတ်ကြောင် သူနာမှာရှိတဲ့ဒုက္ခပေးနိုင်တဲ့သူတွေရဲ့ရန်ကနေကာကွယ်ပေးတင်တဲ့ဆန္ဒတစ်ခုသာရှိကြောင်းအဲလိုကာကွယ်ရင်သူမတည်သွားမယ်ဆိုရင်လည်းအသေးခံသွားမှာဖြစ်ကြောင်းပြောပြခဲ့တဲ့ခါမှာတော့ဘီရင်ကြီးကလည်းရှီပညာရဲ့ရီတက်ပေါ်မှာထားရှိတဲ့ချစ်တွေကိုလက်ခံသွားခဲ့ပါတယ်။အဲနောက်ဘီရင်ကြီးကအခုယာမနီကဝင်ပြုတ်တည်ရန်နာကိုရရှိသွားပြီဖြစ်တာကြောင့်ရီတက်ကိုတတ်တော့မယ်လို့အထိတ်တလန့်ပြောဆိုနေခဲ့တဲ့အချိန်မှာယာမနီလည်းဝင်ပြုတ်တည်ရန်နာကိုယူဆောင်က မွေတွေရဲ့လက်ကနေခြေဦးတရပြေးလွှားရင်ဂျုံကံမအောက်ကိုပြုတ်ချသွားခဲ့ပါတယ်။ဒဏ်ရာရီနဲ့မသိမရှင်းဖြစ်နေတဲ့ယာမနီကသူ့ရှိကမွေမြူတွေရနာကိုလက်နဲ့စုပ်ကန်လိုက်ချိန်တကနာမှာပဲရရှိထားခဲ့တဲ့ဒဏ်ရာရီကပျောက်ကင်းသွားခဲ့တာကြောင့်ယနာရဲ့အစွမ်းကိုသိရှိသွားခဲ့ကဝမ်းသာနေခဲ့ပါတယ်။တဖက်မှာလည်းဝိပုကျောင်းကိုရောက်နေတဲ့သူတော်စင်ကြီးကအမြူတွေရနာကိုပိုင်ဆိုင်ထားတဲ့သူဟာအင်အားကြီးဆုံးဖြစ်လိမ့်မယ်။ဒါကအရှင်ရဲ့တတိယမြောက်မျက်လုံးတော်ပဲ။ ူမှာအဆုံးမသတ်နိုင်တဲ့စွန့်ရင်တွေရှိတယ်။တကယ်လို့ဒါကိုအသွင်ပြောင်းမှုတကောင်ကရရှိသွားမယ်ဆိုရင်ဒီကဘာကိုအုပ်ဆိုးနိုင်လိမ့်မယ်။ချမ်းသာကြွယ်ဝမှုတွေလည်းအဆုလိုက်ပြုံလိုက်ရလာလိမ့်မယ်။ပြီးရင်မြူတေကြောင့်မွေမျိုးနွယ်ရဲ့အချီးကဲဖြစ်သွားလိမ့်မယ်။နှစ်ပေါင်းများစွာကြာမြင့်သွားခဲ့ရင်တော့ငယ်ရွယ်နှုတ်ပြိုနေလိမ့်မယ်လို့ပြောဆိုနေခဲ့ပါတယ်။ရှီဗန်ညာကတော့သူတော်စင်ကြီးပြောတဲ့စွန့်တွေကိုသာဂျာမနီကရရှိသွားမှာကိုစိုးရိမ်မိကြောင်းပြောဆိုခဲ့တဲ့အခါသူတော်စင်ကြီးက သူမရပါဘူးအဲ့ဒီအစွမ်းတွေကိုရရှိဖို့ဆိုရင်သူ့အနေနဲ့စူတောင်းပူဇော်ပွဲတွေပြုလုပ်မှရမယ်အမြူတွေကတော့သူ့ကိုကာကွယ်ပေးပါလိမ့်မယ်သူ့ကိုဘသူကမှအန္တရာယ်ပေးလို့မရဘူးသူမှာအမြူတွေရှိနေသေးပေါ့သူကလည်းဘသူကမှအန္တရာယ်မပြုနိုင်ဘူးစူတောင်းပူဇော်ပွဲမလုပ်ရသေးသေးပေါ့အရေးကြီးဆုံးကပူဇော်ပွဲဟာအသွင်ပြောင်းမှုတကောင်ရဲ့ကုညီမှုမရရှိဘဲမအောင်မြင်နိုင်ဘူးလို့ရှင်းပြခဲ့တဲ့အခါရှီဗန်ညာလည်းဒီလိုမဖြစ်အောင်အစွမ်းကုန်ကာကွယ်ဖို့သူမှတာဝန်ယူပါတယ်လို့ပြောဆိုကာ အင်ကိုပြန်သွားခဲ့ပါတော့တယ်။ရာအီဂျာကတော့ယာမနီရှီယာကိုရောက်ရှိလို့လာခဲ့ပြီးမွေမြူတေရန်နာကိုတွေ့ရှိလာရတာကြောင့်အန်ဝေါ်နေခဲ့ချိန်မှာယာမနီကမြူတေရဲ့စွမ်းကိုရာအီဂျာသိစေဖို့သူမကိုပထမဆုံးချုပ်တုံးနဲ့ထူခိုင်းခဲ့တယ်လို့သူမပေးထားတဲ့တနက်နဲ့လဲပြစ်ခိုင်းခဲ့တာကြောင့်ရာအီဂျာကနှမျိုးလုံးနဲ့စမ်းသက်ခဲ့တဲ့အခါယာမနီကိုမွေမြူတေရန်နာကဒိုင်းတစ်ခုလိုကာကွယ်ပေးနိုင်တာကိုသိရှိသွားခဲ့ပါတယ်။အဲဒီနောက်ယာမနီကမွေမြူတေရန်နာကိုလက်ဝဲပိုက်ဆိုင်ထားသမျှ တီမင်းကိုတော့အတူနိုင်တယ်လို့ကြွေးကြော်နေခဲ့ပါတော့တယ်။အင်ကိုပြန်လဲရောက်ရှိလာခဲ့တဲ့ရှီပန်ညာကတပုံအဲပန်ချိုကိုတရှုလို့နေခဲ့ပြီးဒူဆန်စွာနဲ့ရီတစ်ရဲ့ငယ်ဘဝတပုံတွေကိုမတွေ့တာမို့ရီတစ်ရောက်ရှိလာခဲ့ချိန်မှာမိမြင့်ခဲ့တဲ့ခမတော့ရီတစ်ကပေါ်ပေါ်တန်တန်ပြောဆိုနေမှုပေါ်ရှီပန်ညာကအချားမောင်မားတွေအားလုံးရဲ့ပုံတွေကရှိနေပြီးရှင့်ရဲ့တပုံကမရှိတာကမထူးဆန်းနေဘူးလားပြီးတော့ရှင်အမြဲတမ်းလိုလိုမြင်မှတ်နေတဲ့အိမ်မက်တဲက နန်တွင်းဝက်စားနဲ့လူကြီးနဲ့ကလေးငယ်လေးကဘသူဖြစ်နိုင်မလဲဆိုတာကိုတစ်ချက်ချင်းစီရီတစ်စဉ်းစားနေအောင်အရေးမျိုးပြောဆိုနေခဲ့ပေမဲ့ရီတစ်ကတော့သူ့ရဲ့အတိတ်ဖြစ်ဆုံးပန်းအနာဂတ်ကဒီမီသားစုပဲဖြစ်ကြောင်းပြောဆိုခဲ့ပိုင်းရှီဗန်ညာကလည်းရီတစ်ရဲ့ကလေးဘဝအကြောင်းကိုသူမှသိချင်ရုံမှလို့ပြောဆိုခဲ့တဲ့အခါရီတစ်ကလည်းသူ့အနေနဲ့ရှီဗန်ညာရဲ့ကလေးဘဝအကြောင်းကိုတော့မသိရှိခဲ့ရကြောင်းအရာကိုလည်းသူ့ကိုပြောပြပေးပါလားလို့စကားကိုပြန်ထောက်ကမင်းပြန့်ခဲ့တာကြောင့်ရှီဗန်ညာလည်းစမပြောနိုင်ခဲ့ပါဘူး အဆိုပါအချိန်မှာပဲအင်းစေးအလုံးသမားတူကသခင်မကြီးယာမနီကနေရောင်စလုံးကိုခေါ်ခိုင်းလိုက်ပါတယ်လို့အကြောင်းကြားလာခဲ့တာကြောင့်ရီတစ်ကအမေကလွဲရင်မင်းကိုဘသူကပြောပြနိုင်ပါလေလို့ပြောဆိုကသူတို့နှစ်ယောက်လည်းအင်းရောက်ထက်ကိုစင်းလာခဲ့ကြပါရီတီတိုလည်းရောက်ရှိလို့လာခဲ့တဲ့အခါယာမနီကအခုမွေမရဲ့ရန်ကနေကောက်ွယ်ဖို့ကနီလန်တစ်ခုသာရှိတော့ကြောင်းပြောဆိုခဲ့ပြီးနဆီယာမာကြီးကဒီအိမ်ရဲ့ချွေးမဖြစ်တဲ့ရှိဗညာကိုတိုင်ပြုလုပ်ပေးပါမှအထားမြောက်မှဖြစ်ကြောင်းပြောဆိုခဲ့တဲ့အတွက် ဒီပူဇော်ပွဲကိုရှီဗန်ညာကိုပြုလုပ်ပေးစေခြင်းကြောင့်ပြောဆိုလာခဲ့ရပါတော့ရှီဗန်ညာတရားသူတော်စင်ကြီးပြောပြခဲ့တာကိုသတိရသွားခဲ့ပြီးဂျာမနီကသူမရဲ့တရုတ်မှန်ကိုသိနေပြီလားလို့တန်တရားဝင်သွားခဲ့ပါဒါကြောင့်ပဲရှီဗန်ညာလည်းသူမရဲ့အကြောင်းဂျာမနီကဘလောက်ထိ သိနေပြီလဲဆိုတာကိုအရင်ဆုံးဖော်ထုတ်ရမယ်လို့စဉ်းစားနေခဲ့ကဂျာမနီပြောတာကိုလည်းသူမလုပ်ပေးပါမယ်လို့ပြောဆိုခဲ့ပါ တစ်ဖက်မှာလည်းဆီရှာကရီတရဲ့အပေါ်မှာသူမရဲ့သတိရတဲ့စိတ်တွေကဒါစီမယာဖြစ်နေခဲ့ရတာကြောင့်သူမရဲ့စိတ်ချေနေမှန်ကိုရှီဗန်ညာထံမှပြောပြဝန်ခံမှုဆုံးဖြတ်ပြီးရှီဗန်ညာရှီယာကိုရောက်ရှိလို့လာခဲ့ပေမဲ့ရှီဗန်ညာကယာမနီကိုထက်ချက်မကွာနောက်ရောက်ခံရင်ဝင်မြူတေရနာကိစ္စကိုစုံစမ်းနေခဲ့တာကြောင့်နောက်မှပဲပြောပါလို့ပြောဆိုပြီးဆီရှာပြောပြမဲ့အကြောင်းအရာကိုနားမထောင်ဘဲထွက်သွားခဲ့တာကြောင့်ဆီရှာလည်းဘလို့မှမတတ်နိုင်ပဲပြန်သွားခဲ့ရပါတယ် တပတ်ကဝိပုကျောင်းမှာတော့အရှင်ကိုပူဇော်မှုတွေပြုလုပ်နေခဲ့တဲ့ဘုရင်ကြီးဆာကရန်စင့်ကိုပြားတွေကဝိုင်းအောင်ရံပြုနေခဲ့တာကြောင့်စီရှာကပဲသူမရဲ့စွမ်းတွေနဲ့ဘုရင်ကြီးရဲ့ဒဂိုလုံးကိုအမီးနဲ့လုံးကျုံစွာပတ်ပြီးပြားတွေကိုမီးနဲ့မှုတ်ကာကာကွယ်ပေးခဲ့ပိုင်ဘုရင်ကြီးဆာကရန်စင့်လည်းမဟိရှ်မာတီတွေရောက်ရှိလာပြီဆိုတာရှီဗန်ညာကိုသွားပြောပြရမယ်လို့ပြောဆိုခဲ့ပေမယ့်စီရှာကတားလိုက်ပြီး ဘရင်ကြီးရဲ့အသက်အနည်းငယ်ကင်းအောင်ဝိပုကျောင်းမှသာနေဖို့နဲ့သူမကပဲရှိပညာကိုတွားရောက်ပြောပြပေးပါမယ်လို့ပြောဆိုကထွက်သွားခဲ့ပါတယ်။ရိုက်ဂျာတယောက်ကတော့အချိန်လေးတွေကပူဆိုးလာဖို့ရှိတာကြောင့် ပူဇော်ပွဲမလုပ်ခင်သူတီတီယာကနေရှောင်ထွက်သွားတာကအကောင်းဆုံးဖြစ်မယ်လို့တွက်ဆပြီးဘသူမှမရင်မိအောင်တိတိလေးအိမ်ကနေထွက်သွားခဲ့တာကြောင့်ဒါကိုမြင်လာရတဲ့ရှီဗန်ညာကယာမနီကိုလက်စားကမေးမြန်းမှုရိုက်တာဖြစ်ဟန်ဆောင်လိုက်ရင်ယာမနီရှီယာကိုရောက်ရှိလို့လာခဲ့ကစကားကိုအေးအောင်မေးမြန်းခဲ့တဲ့အခါမှာတော့ယာမနီကသူမကမွေမဖြစ်တဲ့ဆိုတာကိုသိရှိနေပြီဆိုတာနဲ့မွေမြူတေရနာကိုလည်းပူဇော်ပွဲပြုလုပ်မဲ့နေရာမှာထားထားတဲ့မြေဝိုးလေးထဲမှာရှိနေခဲ့တယ်ဆိုတာကိုသိရှိခဲ့ရတာကြောင့် ရှိပန်ညာလဲမြေဦးတွေကရန်နာကိုကြားအောင်ယူဖို့နဲ့ပူဇော်ပွဲကို မဖြစ်စေရဘူးလို့ပြောဆိုရည်ရွတ်နေခဲ့ပါတော့တယ်။နောက်ရက်တွေမှာလဲဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်။စကားလေးကိုအချိန်ပေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးထူပဲတင်ပါတယ်။